နှွေရာသီကြခြင်းတွေအခုလိုပူပြင်းတဲ့ရာသီရောက်တိုင်းဘဝကိုနောက်ပြန်ကြီးကြီးပြင်းသွားရတာကိုပြန်တွေးမိတယ်။စပိန်ဘုံမှာငိုရတာထက် BMW ဘုံမှာငိုရတာပိုသက်တောင့်သက်သာရှိပါတယ်ဆိုတာတချို့ခံစားချက်တမားတွေကငင်းချင်ကြအခန်းတိုင်းအဲကွန်အလုံးပိတ်နဲ့အထက်မြင့်ကွန်ဒိုမီနီယံအပေါ်ဆုံးပန်ဟောက်စ်ကလူနဲ့ အတင်ပေါမပါ ရေစူးမြောင်းပေးကဆယ်ပေကန်ထရိုက်ခံတာလူဟာကြပြာတစ်ပုတ်ကိုရှူထောင်းအတူတူခန့်စားနိုင်ပါမလားငငယ်တော်ကတော့ဒီလိုခန့်စားချက်တွေကိုဘို့ပြုပြီးလူရတီဟာလူဒန်းစားတွေကိုခွဲခြားလိုက်တယ်ဘာညာနဲ့လက်ဝဲရင်ခဲ့ဘူးတယ်ဟိုချီမင်းဟာဘဝရဲ့အလေးစားရဆုံးနေတဲ့ဟာတယောက်ပါဒါပေမဲ့ ။လူအလုံးဟာဓာတုညီမျှစွာမွေးဖွားလာကြတယ်ဆိုတဲ့သူ့စကားကိုတလွဲတွေးပြီးတချို့လူတွေဟာကံကိုမယုံကြဘူး။အဲ့ဒါတိတ်အံ့ဩဖို့ကောင်းတယ်။ကံကိုမယုံရင်ခမရဘာကိုယုံမလဲ။လူကချင်းချင်းယုံလို့ရလား။ဒိုင်းလို့စောအယိုးစုတွေကိုယုံမလား။ကမ္ဘာပေါ်မှာနိုင်ငံပေါင်းများချီရှိတယ်။ဘီလျံနာမိသားစုပေါင်းထောင်ချီရှိတယ်။ ဘီလီယနာမိသားမီလီယနာမိသားစုပေါင်းတောင်းချီရှိတယ်။အမှုပညာရှင်ပေါင်းတိမ့်ချီရှိတယ်။ဆင်းရဲသားအပေါင်းတန်းချီကတိချီရှိတယ်။ကျွန်တော်တို့ဘယ်နိုင်ငံမှာမွေးဖို့အမယ်ဘယ်မိသားစုမှာမွေးဖို့အမယ်ဘယ်လိုအတိုင်းဝိုင်းမျိုးမှာရှင်သန်ကြီးပြင်းလာမယ်ဆိုတာရွေးချယ်ခွင့်မရှိဘူး။လူတိုင်းဟာ ကိုယ်မွေးဖွားလာရသည်တကိုမိသားစုဝင် ကိုဗတ်ဝင်ကျင်ကစရိုက်လက္ခဏာတွေရဲ့လွှမ်းမိုးကျွမ်းဝင်မှုနဲ့ပဲကြီးပြင်းလာကြတာ။ဓာတ်ကိုလွန်ဆန်ပြီး ဖောက်ထွက်နိုင်တဲ့သူ genius level တွေဟာတသမ်းမှတယောက်လောက်ပဲရှိတယ်။အဲ့ဒီ genius တွေတိုင်းလည်းအောင်မြင်ခဲ့ကြတာမဟုတ်ဘူး။လူတယောက်ဟာကိုဗတ်ဝင်ကျင်ရဲ့ပုံသွင်းမှုကိုတော်လန်ဖောက်ထွက်ပြီးအောင်မြင်မှုရောပျော်ရွှင်မှုရောရဖို့ဆိုတာ genius အစင်နဲ့မရဘူး။ လူ70တန်းမှတယောက်လ gifted level မှရကြတာဖျားပေးတဲ့ကံဖျားပေးတဲ့ဉာဏ်ပညာနဲ့ဖျားရဲ့လက်ဆောင်လိုပဲတုံးလိုက်မယ်ကံဟာမမြတ်ဘဝရိယာမမြတ်ပြီမဲ့ကျွန်တော်တို့ရတဲ့ဘဝဟာထိုက်တန်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာတန်လိုက်ဆက်ကွင်းအကွင်းလိုက်အကွင်းလိုက်တွေထဲမှာနေရတာလူတိုင်းဟာခေတ်ဆက်ဆက်မှာတဘာဝကိုအတုံးချကိုးကွယ် တိုက်လျောညီထွေဖြစ်အောင်နေရင်ရှင်သန်ကြိုးတက်လာခဲ့ရတာပဲသူတို့ကံကြမ္မာချောင်းတဲကန်နာရတဲ့မှာမွေးလာရတဲ့အာရက်တွေလည်းတိုးတက်လာတာပဲအခြေခံမျိုးနွယ်မရှိ ကိုပိုင်ထုံတန်းရိုးရမရှိတဲ့အမေရိကန်နေရာထိတ်ဆုံးမှာမီးတောင်နဲ့ကျွန်းစုတွေကြားကဂျပန်တွေချမ်းသာဘာတယံစာကြမ်းမှမရှိတဲ့စင်ကာပူကဥဆောင်အရင်ကလူသားစားကြတဲ့အာဖရိကဟာအာကစားနဲ့တိမ့်ပိုက် ခမရအဲ့ဒီနေရာတွေမှာမွေးမလာပဲဒီမှာမွေးလာတယ်။ဒါကိုတန်တရာဆိုတာမရှိဘူး။ကံကံကြီးအကျိုးကိုမယုံဘူးလို့တွေးနေမလား။ကဘာတန်ဖိုးအကြီးဆုံးကြောက်စင်းတွင်တွေပဒများတွင်တွေကိုခက်ဆက်ဆက်ဖင်ခုထိုင်နေပေမဲ့ရှင်လုံးအင်တာသုံးဖို့ကိုတော့လွန်ခဲ့တဲ့နှစ်30လောက်ကမှအသိဉာဏ်ရှိကြတဲ့လူမျိုးတစ်မျိုးနိုင်ငံတစ်ခုမှာမွေးဖွားလာဖို့ခမရွေးချယ်ခဲ့တာလား။ ဒါဟာကံပဲခမားရှင်တန်ရတဲ့တန်လိုက်ဆက်ကွင်းပဲအဲ့ဒီနှိမ့်ကြတဲ့တန်လိုက်ဆက်ကွင်းထဲမှာတော့ခမားကမှုမြမြတတမွေးဖွားလာခဲ့တာမဟုတ်ဘူးဘရော့တဲ့ချင်းများကိုကစ်တာကိုခမားစိတ်ဝင်စားခုံမြင်ပေမဲ့ပသိမ်မှာပလုံကောက်တဲ့မိဘတယောက်ရဲ့သားဖြစ်မလားနဲ့ဇော်ဝင်းချို့ရဲ့သားဖြစ်မလားဆိုတာခမားရွေးချယ်ခွင့်မရှိဘူးရှင်တန်ရဖို့အခွင့်လန်းခြင်းလည်းမတူဘူး မဖြစ်နိုင်တာဘာမှမရှိဘူးလို့တွေးနေတုံးလားတွေးလို့ရပါတယ်ခမားက genius လား gifted လားတခုခုတော့ဖြစ်နေဖို့လိုတယ်နောက်တစ်ခုကတက်ကြွတွေလူတွေငါ့ကိုဝိုင်းပောက်တဲ့အုတ်ခဲနဲ့ငါအိမ်တလုံးဆောက်လိုက်တယ်ဆိုတဲ့စကားကိုကန်ဒီကြီးပြောခဲ့တယ်ထင်နေတုံးလားပဝင်းချင်ကိုဂီဥဆိုင်နဲ့ကိုလှုပ်ချင်တာဖြစ်အောင်လှုပ် ဆိုတဲ့စောက်ပေါ်စကားဟာမြမာတက်ကြွတွေထဲမှာပဲရှိပါတယ်။ခောပကပြစ်စင်တဲ့သူဟာပတ်ဝန်းကျင်ကမတိန်ကောင်လို့ချင်ခံနေရတာကိုဘယ်သူမဆိုင်ဘူးလို့တော့လှုပ်လို့မရဘူး။မတုံလှုပ်လို့ပဲရတယ်။မဖြစ်ရှင်းလို့တော့မရဘူး။ဒါကိုဖျားလဲအောင်ချင်းရှိပါမှတက်တည်ပြခဲ့။မကြောက်ဘူးဂယူမဆိုင်ဘူးဆိုပေမဲ့အကုန်လုံးကိုတော့ဖြစ်ရှင်းခဲ့တယ်နော်။တကူနဲ့ skip မလုပ်သွားဘူး။ ခမားတို့ကျွန်တော်တို့ရဲ့အကွင်းဟာအင်မတန်မြင့်ရည်နှိမ့်ကြတယ်။အတွေ့အခေါ်အမျှော်မြင်နေတယ်။ဒါရီနဲ့ဆန့်ကျင်စွာဒီဆက်ကွင်းဟာကံကြမ္မာရဲ့မျက်နှာသာပေးမှုကိုလည်းရနေတယ်။ကဗတ်အစင်ရဲ့ဆုံးတတိယနိုင်ငံပါ။လွန်ခဲ့တဲ့လတွေကမှထွက်ထားတဲ့လမ်ဘော်ဂနီကားဟာဒီနိုင်ငံမှာရှိတယ်။နောက်ဆုံးမော်ဖုန်းမော်ဒယ်ဟာဒီနိုင်ငံမှာပိုရောင်းရတယ်။ ဒီနိုင်ငံက Corporate Life ရဲ့ Column View ဝင်ထမ်းတယောက်ရဲ့၃လစာဟာအင်္ဂလန်ကတန့်ရှင်းရေးဝင်ထမ်းတယောက်ရဲ့6နာရီလောက်အားကားနဲ့ညီတယ်။ American Dollar တသိန်းနဲ့ New York နဲ့ LA မှာ property တခုခုဝယ်လို့ရတယ်။အဲ့ဒီဒေါ်လာတသိန်းကို4000နဲ့မြှောက်ပြီးသိန်း4000ယူလာခဲ့။မြောက်တကုံမှာပေ40 60ကရံမြေတစ်ကွက်ရဖို့ခက်မယ်။ ဒီဂျိုသားမျိုးနွယ်စုနိုင်ငံဟာဒီလိုထူးခြားတယ်အတွေးခေါ်ဆိုတာဘာလဲဒီနိုင်ငံက rule right စီးတဲ့ကမ္ဘာအဆင့်တတိယတရားဟာသူ့အိမ်ကိုဒေါ်လာတန်းချီအကုန်ခံဆောက်တယ်။ကြောင်မြရတနာတွေနဲ့အနှားဆင်တယ်။ဝက်ဝံတွေမွေးတယ်။အဲ့ကမ္ဘာပကြီကားမရှိဘူး။မိဖို့ကြောင့်မှကြောက်စင်းကြွေပြားကတ်တယ် ဂျပန်ကဆင်းရဲသားမိသားစုအိမ်တိုင်းရဲ့မိဖို့ကြောင့်မှာ1980ကျော်လောက်တည်းကတုံးတဲ့ air purifier မရှိဘူးအခုခေတ်ရန်စေးနဲ့ကြွရင်တော့မြန်မာငွေ9သိန်းမကျော်ခင်မိဖို့ပဲစူးစမ်းကြတယ်အစ်စ်မိဖို့မစူးစမ်းကြဘူးရေတန့်ဘူးတွေနေဘူးထဲမှာပြစ်ထားတော့မယ်နိုင်ငံရဲ့ကုန်ဆောင်ဒေါက်တာကြီးမြန်မာပြည်နံပါတ်1အချုပ်ရေးကုမ္ပဏီ တငင်ကုန်းလမ်းဆောင်မှာသူ့ဆက်ယုံကြီးရှိတယ်။ပလတ်စစ်ဘူးတွေနဲ့ထည့်ထားတဲ့သူ့အချိုရည်တွေကိုဆက်ယုံရှိကွင်းပြင်နဲ့အပူချိန်40ဒီဂရီကျော်လောက်မှာအဖုံးအကာမရှိဘဲထားပေးထားတာ။ပြီးရင်တနိုင်ငံလုံးရဲ့အနေနဲ့ရရက်ကိုကင်ဆာဖြန့်ဝေဖို့သွားပြီတော့ပဲ။ဂျာဟာတိတိလေးတွေကျူးကျော်မျိုးစိတ်တွေကိုတရားတန်ပေါင်မှုန့်ကြွေးပြီးမယူမချင်းမွေးထားတာတွင် ခိုမိစာတွေကိုဝိုင်းပြီးကုသိုလ်ယူမျိုးပွားပေးကြတာတွေမွေနဂါးတွေကို ကုန်းပေါ်တင်နှုတ်တိုက်ပြီးရေထဲကျဆုပ်ခွက်နှက်ဆူတွေလှုပ်ပေးလိုက်တာတွေဒီလိုအသိဉာဏ်နဲ့ဒီလိုမျိုးနွယ်စုမှာခမည်းတော်ကျွန်တော်တို့အထူးထူးစက်ကွင်းတစ်ခုတည်းဂျန်ဒေါ်ဖီအင်တာဗျူးတွေကြည့်ရင် ရှင်သန်ကြီးပြင်းလာတာကိုတော့ခမည်းကကံကိုမယုံသေးပဲဘဝကိုအောင်မြင်အောင်ကြိုးစားအောင်လို့လား Life is limit. Just accept it. ဘဝဟာမမျှတာအကန့်သက်ရှိတယ်။ဒါကိုလက်ခံလိုက်ပါ။ကြွနွမ်းဖရှူတင်ဆက်သူစိတ်မြမြစဉ်လူကြီးမင်းတို့ရဲ့ချိန်ပြေးနာစင်မှုအတွက် essence reader မှာကျေးဇူးတင်ရှိပါတယ်ရှင်